င်္ဂလာပါရှင်ထိုင်းနိုင်ငံအတွင်းကကျောင်းသားဗီဇာတက်တန်းတွေကိုပြန်လည်သတ်မှတ်တော့မယ်ဆိုတဲ့သတင်းအပအဝင် migrate တိုင်းရဲ့ဒီကနေ့မှရရှိထားတဲ့သတင်းတွေကိုစတင်တင်ဆက်ပေးပါတော့မယ်ပထမဆုံးသတင်းအနေနဲ့ထိုင်းမှာအလုပ်ဖြုတ်ခံလိုက်ရတဲ့မြန်မာအလုပ်သမား60ကျော်အလုပ်ပြန်ရပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ထိုင်းနိုင်ငံလျောင်မြို့မှာရှိတဲ့တန်ယုံဖွင့်ရန်ဆက်ယုံစောင့်လုပ်နေတဲ့မြန်မာအလုပ်သမား60ကျော်ဟာဧပြီလ10ရက်နေ့မှာချုပ်တင်အကြောင်းမကြားပဲအလုပ်ဖြုတ်ခံခဲ့ရရဆိုပြီးတော့သတင်းရရှိပါတယ် ဒီလုံသမားတွေဟာနှစ်နိုင်ငံသဘောတူညီမှုဆိုင်ရာ MOU စာချုပ်စနစ်နဲ့ထိုင်းနိုင်ငံကိုရောက်ရှိလာတဲ့သူများ CI နဲ့ PJ ကန်ဆောင်ထားကြတဲ့မြန်မာအလုံသမား62ဦးကိုဖြစ်ကြောင်းသိရပါတယ်။ဒီလုံသမားတွေဟာအခက်အခဲတွေနဲ့ကြုံတွေ့နေရတဲ့အတွက် WAG အလုံသမားမဟာမိတ်အဖွဲ့ထံကိုအကူအညီတောင်းခံခဲ့ကြတယ်လို့ဆိုပါတယ်။ WAG ရဲ့အလုံသမားမဟာမိတ်အဖွဲ့ရဲ့တာဝန်ခံကိုမုံနိုင်ရတော့အလုံသမားတွေနဲ့အတူစက်ရုံတက်တင်းနဲ့ညှိနှိုင်းတဲ့အခါမှာအလုံသမားတွေရဲ့အခွင့်အရေးကိုပြန်လည်ရရှိခဲ့ကြောင်းပြောပါတယ်။ WAG အဖွဲ့တွေဟာဒီစက်ရုံတက်တင်းနဲ့ဧပြီလ24 14ရက်နေ့မှာတွေ့ဆုံညှိနှိုင်းခဲ့ကြတာဖြစ်ပါတယ်။အလုသမားများအလုပြန်လည်ရရှိခဲ့ပြီဖြစ်ပြီးစစ်ရုံအတွင်းထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကိုလည်းနေနာကျေးရရှိဖို့အများဆုံးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်းလည်း WHO ကထုတ်ပြန်ထားတာတွေ့ရပါတယ်ရှင်။ကိုင်းနိုင်ငံကိုနှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ရောက်ရှိလာကြတဲ့မြန်မာအလို့သမားတွေဟာစာရုံတွေမှာလောက်ခလာစာမရတာတွေအလို့သမားအခွင့်အရေးချိုးပေါက်ခံရခြင်းတွေမူလစာချုပ်ပါအချက်လက်များအရာအလို့မလို့ရခြင်းအဆရှိတဲ့အခက်အခဲတွေရှိနေကြောင်းလဲမိုင်ဂရန့်တိုင်းထံကိုအလို့သမား ကူညီကယ်ဆယ်ရေးအချို့ကနေပြီးတော့ပြောကြပါဗျာ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်လေဆိပ်မှာအခွန်တုံးမြင့်ကောက်ခံမဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာထွက်ခွာမဲ့ခရီးသည်တွေဟာမေလ12ရက်နေ့ကစတင်ပြီးပြပခရီးစဉ်တွေအတွက်25ဒေါ်လာနဲ့ပြည်တွင်းခရီးစဉ်တွေအတွက်တထောင်ခွဲကျပ်တုံးမြင့်ကောက်ခံသွားမှာဖြစ်ကြောင်းရန်ကုန် International Airport ကနေသတင်းထုတ်ပြန်ပါတယ်။ခရီးသည်ဝန်ဆောင်က PSC ကိုတုံးမြင့်ကောက်ခံမှာဖြစ်ပြီး2025ခုနှစ်မေလ12ရက်နေ့မတိုင်ခင်ဝယ်ယူထားတဲ့ခရီးစဉ်လုပ်ငန်းအလုံးအကျုံးဝင်တယ်လို့ ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်မေလ၁၂ရက်နေ့မတိုင်ခင်လက်မှတ်ဝယ်ယူထားတဲ့သူတွေအနေနဲ့လေချောင်းလိုင်းနဲ့ဒါမှမဟုတ်ခရီးသွားအေဂျင်စီများကိုဆက်သွယ်ဖို့လိုအပ်တယ်လို့လည်းပြောပါရယ်ခရီးသည်များအနေနဲ့ terminal မှာရှိတဲ့သတ်မှတ်ထားတဲ့ငွေပေးချေရေးကောင်တာများမှာလည်းပေးဆောင်နိုင်ရောင်းရန်ကုန်လေဆိပ်ကနေထုတ်ပြန်ကြေညာပါရယ်လက်ရှိမှာတော့ရန်ကုန်လေဆိပ်ဟာပြည်တွင်းခရီးစဉ်များအထက်၃နောက်ချက်နဲ့ဒီပခရီးစဉ်တွေအထက်30ဒေါ်လာကောက်ခံနေကြောင်းခရီးသည်တအူးကတော့သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားတာတွေ့ရပါရယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနိုင်ငံမှာចောင်းသားဗီဇာတက်တမ်းများကိုပြန်လည်တတ်မှတ်မဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံအတွင်းចောင်းသားဗီဇာနဲ့နိုင်ငံသားများဟာတရားမဝင်အလုပ်လုပ်နေရကိုတွေ့ရှိရတဲ့အတွက် ကျောင်းသားဗီဇာတက်တန်းတွေပြန်လည်တက်မှတ်ဖို့စီစဉ်နေကြောင်းထိုင်းသတင်းတွေကနေဖော်ပြထားပါတယ်ထိုင်းနိုင်ငံတွင်းမှာနိုင်ငံတကာကျောင်းသားတွေဟာလူဝင်မှုကြီးကြပ်ရေးဥပဒေအရဗီဇာရရှိရာဖြစ်ပြီးတစ်ကြိမ်ကိုရပ်ပေါင်း60နဲ့စုစုပေါင်းတစ်နှစ်ထပ်မပိုဘဲနေထိုင်ခွင့်ရှိကြောင်းသိရှိရပါတယ်ဒါပေမဲ့တက္ကသိုလ်တွေကစီမံခန့်ခွဲတဲ့ဘွဲ့ဒီဂရီမဟုတ်တဲ့ကာလထူတင်တန်းတွေဟာအစိုးရရဲ့ကြီးကြပ်မှု အောက်မှာမရှိနေကြောင်းနဲ့အထူးသဖြင့် online အခြေပြုသင်ယူမှုပုံစံတွေမှာကျောင်းသားများဘလောက်ကြာကြာနေထိုင်လေးရှိတယ်ဆိုတာကိုတိကျမှုမရှိဖြစ်နေကြောင်းအဆင့်မြင့်ပညာရေးသိပ္ပံသုတေသနနဲ့စမ်းသစ်တီထွင်မှုဝင်ကြီးဌာနကနေပြီးပြောကြားပါတယ်။နိုင်ငံခြားကျောင်းသားတွေတက်ရောက်နေကြတဲ့ကာလတူသင်တန်းတွေအတွက် visa စစ်စစ်အတည်ပြုခြင်းကိုစတင်တော့မှာဖြစ်တယ်ဆိုပြီးလဲသူကပြောပါတယ်။ တက္ကသိုလ်တွေဟာလူဝင်မှုကြီးကြပ်ရေးဌာနထံအချက်အလက်များမပေးဖို့ခင်မှာသင်တန်းကြချင်းနဲ့သင်တန်းသင်ယူမှုပုံစံသင်တန်းရဲ့အသေးစိတ်အချက်အလက်တွေကိုအကဲဖြတ်နိုင်ဖို့ခဏဦးတင်ပြရမယ်ဆိုပြီးလဲ MHSI ကနေပြီးတော့ပြောကြပါတယ် MHSI နဲ့လူဝင်မှုကြီးကြပ်ရေးဘူရိုတို့ဟာထိုင်းနိုင်ငံမှာကျောင်းသားဗီဇာနဲ့နိုင်ငံခြားသားများတရားမဝင်အလုပ်လုပ်ခြင်းတားဆီးရန်အတွက်နားလည်မှုစာချုပ်လော MOU တစောင်းကိုမကြသေးခင်မှာလက်မှတ်ရေးထိုးတော်မှာဖြစ်ကြောင်းလဲထိုင်းသတင်းတွေမှာဖော်ပြထားတာတွေ့ရပါသေးတယ်ရှင် ီနောက်ဆုံးသတင်းအနေနဲ့ထိုင်းရှင်းမြောက်နယ်လာအိုအထက်ပိုင်းမှာအပူလွန်ကဲနိုင်တဲ့ရာသီဥတုအခြေအနေကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းနိုင်ငံရဲ့ရှေ့မြောက်ပိုင်းနယ်လာအိုနိုင်ငံအထက်ပိုင်းမှာအပူချိန်လွန်ကဲမှာဖြစ်ကြောင်းထိုင်းမိုးလေဝသဌာနကနေပြီးတော့သတင်းထုတ်ပြန်ထားပါဗျ။အဲဒီနေရာတွေမှာနေထိုင်ကြတဲ့သူတွေဟာအပူချိန်လွန်ကဲမှုကြောင့်ကျန်းမာရေးဂရုစိုက်ဖို့နဲ့ပြင်းထန်တဲ့ရာသီဥတုအခြေအနေကိုသတိထားဖို့လဲ DND ကနေပြီးတော့တိုက်တွန်းထားပါဗျ။ လောင်နိုင်ငံဗီယက်နမ်မြို့ကိုရောက်ရှိနေတဲ့မြန်မာသူဦးကတော့လောင်မှာတတော်ပူနေပါတယ်အပြင်ကိုထွက်တာနဲ့ချွေးတအားထွက်လာတာပါပဲဆိုပြီးမိုက်ခွန်းတိုင်းတိုင်းရာသီဥတုအခြေအနေပြောကြပါတယ်ထိုင်းမိုးလေဝသဌာနရဲ့ဧပြီလ23ရက်နေ့ထုတ်ပြန်ချက်အရအပူဆဲတစ်ခုဟာထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနဲ့လောင်နိုင်ငံအထက်ပိုင်းကိုလွှမ်းခြုံနေတာကိုတွေ့ရှိရပါတယ်နေ့ချိန်မှာအပူပြင်းရမှာအလုံးပူပြင်းသောအခြေအနေကိုဖြစ်ပေါ်စေတာတောင်ပတ်နဲ့အနောက်တောင်ပတ်မှာတိုက်ခတ်နေတဲ့လေတွေဟာမိုးသက်လေတွေတိုက်ခတ်မှုများကိုလည်းဖြစ်ပေါ်စေနိုင်ကြောင်းသိရှိရပါသေးတယ်ရှင် ဧပြီလ23မှ24အတွင်းထိုင်းမြောက်ပိုင်းအလဲပိုင်းအရှေ့ပိုင်းတောင်ပိုင်းအရှေ့ပိုင်းကမ်းရိုးတန်းနဲ့တောင်ပိုင်းအနောက်ဘက်ကမ်းရိုးတန်းမှာရှိတဲ့မြို့နယ်တွေဟာအပူလွန်ကဲပြီးမိုးတက်လေပြင်းတိုက်ခတ်နိုင်ကြောင်းနဲ့အနှိမ်ဆုံးအပူချိန်ဟာ23မှ28ဒီဂရီစင်တီဂရိတ်ကစတင်ပြီးအမြင့်ဆုံး39မှ40ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ကြောင်းလဲထိုင်းမိုးလေဝသဌာနကနေပြီးတော့သတင်းထုတ်ပြန်ချက်ကိုထုတ်ပြန်ထားတာတွေ့ရပါတယ်ရှင်ဒီကနေ့တော့ရရှိထားတဲ့သတင်းတွေကတော့ဒီလောက်ပါပဲကြည့်ရှုအပင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်မင်္ဂလာရှိတဲ့နေ့လေးပါရှင်